ိုင်မော်ကနေပြီးတော့တယောက်နဲ့တယောက်ပေါ့နော်ချစ်ကြတယ်တိုက်ကြတယ်နော်ဖောက်ပြန်ကြတယ်ပေါ့ပြောမစင်ဖောက်ပြန်ကြတယ်ပေါ့နော်အစာတုံးကတော့တူကလူပြိုပါဆိုပြီးတော့သူ့ကိုရေရစကားပြောတယ်တဲ့ကောင်းမလေးတို့မှာမင်းကလေးကစနိုက်လာကြော်တယ်ဆိုရင်လေဒီသူ့နဲ့နှိရှေလာများအတူတူလင်မယားလို့နေလာတဲ့မင်းကလေးပေါ်မှာတစ္ဆာရှိတယ်ဆိုလို့ရှိရင်သူ့မြစနိုက်လာကြော်တာမကလို့ပေါင်ပေါ်ပဲတတ်ထိုင်တယ်မှန်တော့တာပါမလားလို့ဟုတ်တယ် တစ္ဆာမဲလိုင်းဘော်ကအချစ်တွေကိုယုံစားပြီးတဲ့ဟိုပြဒီပြမလုံးမိပါစေနဲ့တဲ့ဘဝပြည့်ရပါလိမ့်မယ်အမျိုးသမီးတချို့သိစေခြင်းနဲ့တဲ့လူယုံမာတွေများတဲ့ခစ်တဲ့တဲ့ပဲပြောတော့မယ်နော်အပေါ်ဟာပြအောက်ဟာပြဆိုပြီးတော့လိုင်းဘော်ကနေပြီးတော့စိတ်နဲ့ဖောက်ပြန်နေတဲ့ညီမလေးတယောက်အကြောင်းပြောမလို့ပါရှင်အဲ့ဒီညီမလေးကသူကိုယ်တိုင်မမတဲကို ချပြထားလို့ပါသူကိုယ်တိုင်ရင်ဖွင့်ထားတဲ့ခန်းစားချက်လေးကိုချစ်တယ်အားလုံးကိုပြန်ပြီးတော့မမတဲ့ကအတိလေးတတိလေးရှိနေဖို့ရဒီကနေ့ချပြခြင်းမှာလိုင်းမော်ကနေပြီးတော့တယောက်နဲ့တယောက်ပေါ့နော်ချစ်ကြတယ်ကြိုက်ကြတယ်နော်ဖောက်ပြန်ကြတယ်ပေါ့ပြောမစင်ဖောက်ပြန်ကြတယ်ပေါ့နော်အစာလုံးကတော့တူကလူပြိုပါဆိုပြီးတော့သူ့ကိုရီရစကားပြောတယ်တဲ့ကောင်းမလေးကအိမ်အောင်တဲ့ကလေးနှစ်ယောက်မေးဟမ်အစာတော့လူပြိုပါဆိုပြီးရီရစကားပြောတယ် ကောင်မလေးကအိမ်တောင်စေကလေးနှစ်ယောက်အမေဟာဘလို့ကြီးလဲရောင် What ဟိုပါဆိုပြီးတော့သူ့ကိုရေးရစကားပြောတယ်တဲ့ကောင်မလေးကအိမ်တောင်စေကလေးနှစ်ယောက်အမေနော်အဲအဲ့လိုဖောက်ပြန်ကြတယ်လူပြိုဆိုပြီးဖောက်ပြန်ကြတယ်နောက်ပိုင်းကျတော့ तू ကအိမ်အောင်စေဖြစ်နေတယ်ပေါ့နော်အိမ်အောင်စေဖြစ်နေသည်ရောကောင်မလေးကနောက်ဆုံးတယ်ကောင်မလေးကလည်းအိမ်အောင်စေကောင်လေးကလည်းအိမ်အောင်စေအိမ်အောင်စေအချင်းချင်းဖောက်ပြန်ကြတာဟာစမ်းတော့စမ်းတယ်နော် အဲအဲ့လိုဖောက်ပြန်ကြတယ်လူမျိုးဆိုပြီးဖောက်ပြန်ကြတယ်နောက်ပိုင်းကျတော့ तू ကအိမ်အောင်စေဖြစ်နေတယ်ပေါ့နော်အိမ်အောင်စေဖြစ်မှန်းသိရောကောင်မလေးကနောက်ဆုံးတယ်နောက်ဆုံးတဲ့အချိန်မှာဘာဖြစ်သလဲဆိုတော့သူတို့နှစ်ယောက်လေးချစ်တင်းနှောနေတဲ့အချိန်တုန်းကလိုင်းမောင်ကနေပြီးတော့လေဟိုဟာလေးပြပေးဆိုရင် ပြပေးလိုက်တာ तू ကဒီဟာလေးပြပေးဆိုရင် ပြပေးလိုက်တာအခုဒုက္ခတွေကြီးကျယ်ရောက်နေပြီတော်ရင်နော်အခုဘလို့ရောက်နေလဲဆိုတော့လေသူ့ရဲ့အရင်တုန်းက လိုင်းမောင်ကနေပြီးသူတို့ဗီဒီယိုကောရင်းနဲ့ခေါ်ပြီးဟိုအပြဒီအပြစိတ်ခံစားမှုနဲ့ဖောက်ပြန်နေတဲ့အဲဖောက်ပြန်နေချိန်လုံးကတော့အလိုတူအလိုပါပဲနော်အဲ့တော့အချိန်ကတုန်းကဟိုဘက်ကကောင်လေးကစကွင်ရှော့ရိုက်ပြီးတော့အဲ့ဒါတွေကိုယူထားတာကောင်မလေးကမသိလိုက်ဘူးပေါ့နော်အခုသူ့ရဲ့ခိုင်းစေချက်တွေကိုလည်းမရရောဒီပုံတွေကိုလိုင်းမောင်တင်ပြီးတော့အဲအားလုံးကိုချပြမယ် အဆက်ခွဲပြင်မယ်ဆိုပြီးကောင်မလေးကိုအခုချိန်ချောင်းနေပါတယ်လို့အတ္တီတို့လုံရမျိုးကအရန်ကြောက်စရာကောင်းတာ तू ကလူပြိုဆိုရင်နည်းနည်းတော်စီနော် तू လဲအိမ်အောင်စေဟိုဘက်လဲအိမ်အောင်စေ तू ကတရားတွေလိုင်းပေါ်တင်ချပြမယ်ဆိုတော့သူ့ဘက်မှာလည်းပြဿနာရှိနိုင်တာပဲနော်ဒါကြီးက အဲ့ဒီလိုလောက်ရမျိုးကအရန်တောက်စရာကောင်းတာအဲ့ဒီလိုယောက်ျားသားမျိုးကလည်းအရန်အောက်တန်းကြတယ်လို့ပြောရမယ်ပေါ့နော်နှစ်ယောက်သားအလိုလိုလိုပါချစ်တေးနှောတော့ကနှောခဲ့ပြီးတမ်းမလို့လေလိုင်းမော်ကနေပြီးတော့လေချစ်ပါတယ်ချစ်ပါတယ်ဆိုတိုင်းမယုံပါနဲ့နော်လိုင်းမော်ကနေပြီးချစ်ပါတယ်ချစ်ပါတယ်ဆိုတဲ့အတိုင်းရှင်တို့ယုံပြီးတော့သူတို့ကအောက်ဟာပြဆို အောက်ဟာပြပေးလိုက်တာအပေါ်ဟာပြဆို အပေါ်ဟာပြပေးလိုက်တာနော်ဒါကျမကတော့ရှင်းရှင်းမွန်းမွန်းတဲ့ပဲပြောတော့မယ်အဲ့ဒီလိုပုံတွေကိုဟိုဒီကရိုက်ပြီးယူထားတယ် အခုကျတော့သူတို့ရဲ့စံနာတွေကိုလည်းတက်ပြီးလုံမပေးနိုင်ရောချပြတော့မယ်။နောက်လိုင်းမောင်ကနေအဆက်ကွဲအောင်ချပြတော့မယ်ဆိုတော့ကောင်မလေးမာကလင်းရှိတယ်၊ကလေးနှစ်ယောက်ရှိတယ်၊မိသားစုရှိတယ်။နော်အခုအဆက်ကွဲနေရပြီ၊ဒုက္ခရောက်နေရပြီ။ဘဘကိုလမ်းပြီးတောင်းမှန်ပြီးတော့ပြောပြန်တော့လည်းမဟုတ်ဘူးအဲ့ဒီကောင်လေးကလည်းပြီးကြတော့အိမ်အောင်စေသူလည်းကလေးမြောက်ဖအေပဲဒါကမလုံးသေးမလုံးတိုက်တဲ့အရာလေးပေါ့နော်အလိုလိုပါဖောက်ပြန်ကြပြီးတော့အခုချိန်မှာ တပတ်သားကိုဒုက္ခရအောင်တော့မလုပ်သင့်ဘူးမှတ်တယ်ပြောချင်တာကဒီဘက်မှာလည်းအိမ်အောင်ကြီးနဲ့သူ့မှာလည်းအိမ်အောင်ကြီးနဲ့အဲ့ဒါကလုံသင့်လုံတိုက်တဲ့လုံရက်တွေမဟုတ်ဘူးဆိုတာကိုမှတ်တယ်ပြောချင်တာအရန်အောက်တန်းကြရဲဆိုတာပြောချင်တာအဲ့ဒါကြောင့်မလို့လေကြည့်ပြီးချစ်ကြနော်ကြည့်ပြီးတော့ဖောက်ပြန်ကြနော်လိုင်းမောင်ကနေရုံမနေကြနဲ့ဟုတ်တယ်နော်ဒီအမကြီးပြောရလဲမှန်တယ်နော်ကိုနဲ့ချစ်တဲ့သူကကိုချစ်သူကအဖြူလားမဲလားဘလို့လူစားမျိုးလဲဆိုတာ အိမ်အောင်ရှိလားအိမ်အောင်ကွဲလားအိမ်အောင်မရှိဘူးလားဆိုတာတေချာလေးစုံစမ်းပြီးမှချစ်တင်တယ်သိလားဒီလိုမျိုးကိစ္စတွေဖြစ်သွားပြီဆိုလို့ရှင်နှစ်ဦးနှစ်ဖက်လုံးကမကောင်းဘူးဗျာသိလား another one ဒီလောင်တိရှိလာအများကြီးနေမရလို့ကြီးနေလာတဲ့မိန်းကလေးအပေါ်မှာဟိုကဇာရှိလို့မှမိန်းကလေးကစနိုက်လာကြော်တယ်ဆိုရင်လေဒီသူနဲ့နှိရှိလာများအတူတူနေမရလို့နေလာတဲ့မိန်းကလေးအပေါ်မှာတစ္ဆာရှိတယ်ဆိုလို့ရှင်သူများစနိုက်လာကြော်တာမကလို့ပေါင်ပေါ်ပဲတတ်ထိုင်တယ်မှန်တော့အဲ့ဒါ ပါမလားလို့ဟုတ်တယ်တစ္ဆာမဲလို့ဒါပါတာပေါ့ right အဲ့တော့တစ္ဆာမဲတဲ့ကောင်ကိုမဆဲဘဲနဲ့ဟိုစနိုက်တဲ့မိန်းကလေးကိုဆဲတယ်ဆိုတာမှားနေတယ်မှားနေတယ်တစ္ဆာမဲတဲ့ကောင်ကိုဆဲတစ္ဆာမဲတဲ့ကောင်ကို လူရမသွင်းရမှာနော်တစ္ဆာမဲတဲ့ကောင်ကိုချီးကျူးနေရင်တော့နှာဘူးမှတွေပဲအဲ့ဒါကျွန်မအဲ့လိုပဲပြောမှာ နော်ဒီလောက်တစ္ဆာမဲတဲ့ကောင်ကြီးကိုမြင်နေရတာနဲ့တစ္ဆာမဲတဲ့ကောင်ကဆဲစရာမလိုဘူးတစ္ဆာမဲတဲ့ကောင်ကိုအားပေးပြီးတော့မှမိန်းကလေးတွေကိုဆဲနေရင်အဲ့ဒါနာဘူးမှတွေမလို့စနိုက်ကြော်ယုံမကလို့ပေါင်မော်တက်ထိုင်တာတက်ထိုင်ဂရင်မော်တက်အိတ်လဲယောက်ျားကမပါရင်မဖြစ်ဘူးဟုတ်တယ်နော်လူတွေဘာလို့နွားကြကြိုက်တာကိုနဲ့ long relationship ကြီးနေလာတဲ့ main ကလေးပေါ်မှာတစ္ဆာမဲလို့ပါတာပေါ့တဟိဟိနဲ့အဲ့လိုကောင်မျိုးဘာကိစ္စနဲ့ နော်ဘာကိစ္စနဲ့အဲ့လိုကောင်မျိုးကိုအားပေးပြီးတော့မှမိန်းကလေးကိုဆဲရမှာလဲယောက်ျားလေးမပါဘူးဆိုဒီဒီကိစ္စဒီညမှာနေပြက်ပြီကဲမိန်းကလေးကစနိုင်လာကြော်ပါတယ်တဲ့ယောက်ျားမပါဘူးသူ့ရဲ့တခါတည်းကိုမူရင်းအမျိုးသမီးလေးပေါ်မှာတစ္ဆာရှိတယ်ဟဲ့လုံးဝမပါဘူးလုံးဝရှောင်ထွက်နိုင်တယ်ဆိုရင်ဒီကိစ္စဖြစ်တော်မလားဘူးပါလို့သားရဲ့ဒီကိစ္စဖြစ်တာပေါ့ဟုတ်လားအဲ့တော့ရှင်တို့ကဒါကိုမဆဲဘဲနဲ့ ဟိုစနိုက်ကြော်တဲ့မင်းကလေးဆိုပြီးတော့မှဆဲနေစနိုက်ကြော်ရောမကလို့ဂရီမော်မာပဲတက်အိတ်တက်အိတ်ပေါင်မော်ပဲတက်ထိုင်တက်ထိုင်တစ္ဆာရှိတဲ့ယောက်ျားဆိုရင် မပါဘူးအေးပါသွားပြီပြီပြီမဟုတ်လားပါသွားပြီလို့ဟိုဘက်က long relationship လည်းပြတ်သွားပြီပြီဟာဒီဘက်ကဒီမင်းကလေးနောက်လဲစနိုက်ပါတယ်ဆိုရင်မင်းကလေးနဲ့လည်းပါသွားပြီပြီအေးအเจ้าအောင်လို့ဆိုတာဒီမင်းကလေးနဲ့လည်းလမ်းခွဲသွားပြီလို့နောက်တစ်ယောက်နဲ့ตายာနေပြီးသွားပြီဒီမင်းကလေးကိုအောက်ဖဲလန်စရာအကြောင်းမရှိဘူးအောက်ဖဲလန်နေဆိုနေရအဲ့လိုកောင်မျိုးကအောက်တန်းစား အဲ့လိုကောင်မျိုးကိုဆဲအဲ့လိုကောင်မျိုးကိုမဆဲဘဲနဲ့ဘဲနဲ့မင်းကလေးကိုဆဲရမှာလေဒါကိုဆဲဒါကိုဆဲနော်ကျမတို့ကလေအမျိုးကောင်းသားလေးတွေဖြစ်ရမယ်နှမသားချင်းစာနာရမယ်နော်ကျမတို့တွေယောက်ျားလေးတွေကျမဒီကိစ္စဘာဖြစ်လို့ပြောသလဲဆိုလို့ရှိရင်ကျမနဲ့မဆိုင်ဘူးကျမဒီလိုကိစ္စမျိုးတွေမပါတတ်ဘူးဒါပေမဲ့ကျမသားတွေကိုဆုံးမခြင်းလို့ဒီမှာကျမသားတွေနော်ကြည်နေတယ်ကျမသားတွေကိုကျမဆုံးမခြင်းလို့ မိန်းကလေးတယောက်ကိုကိုတာဝန်မယူနိုင်မင်းနဲ့အဲကိုလက်ထက်မယူနိုင်မင်းနဲ့လက်ထက်မပေါင်းသိနိုင်မင်းနဲ့ဖြစ်နိုင်ရင်ဒီလိုမျိုးတွေမလုပ်ရဘူးပေါ့နော်ဒါပေမဲ့လောက်ကြပြီးပြီဆိုရင်မမအေးဖြူလောက်ကြပြီးပြီဟေးဆိုလို့ရှိလို့ရှိရင်လေတာဝန်ယူမှုတာဝန်ခံမှုအေးဒီခက်ကတာဝန်ယူစရာလည်းမလိုတာဝန်ခံစရာလည်းမလိုအတူတူလွယ်လွယ်ကူကူနဲ့အိတ်လိုက်တယ်ပြီးရင်တွယ်လွယ်လွယ်ကူကူနဲ့လမ်းခွဲလိုက်ကြတယ်ဆိုလေအေးနှစ်ဦးသဘောတူကြည်များလို့ဖြစ်ကြတယ်ဆိုလို့ရှိရင်လေโอเคအတူတူအိတ်မယ်တွေ့တဲ့ချိန်တိုင်းအေးကမတွေ့ကြတော့ဘူးလားလမ်းခွဲကြတော့မယ်ဆိုပြီးပြီပေါ့ အကြီးရေပြီးပြီပေါ့အဲ့လိုမျိုးမပြီးဘဲနဲ့ကိုနဲ့လမ်းခွဲပြက်ဆဲခဲ့ပြီးသားကိုနဲ့အတူတူအိတ်ခဲ့ဘူးပြီးသား main ကလေးကိုဒီလိုမျိုးပြောတယ်ဆိုအဲ့လိုအဲ့လိုလုံးရမျိုးအောင်အောက်တန်းကြတယ်နော်အဲ့လိုမလုပ်ရအောင်နော်သားတွေကိုဆုံးမကြုံလို့အဲ့ဒါသားတွေသားတွေသားတွေကိုဆုံးမကြုံလို့နော် ဟုတ်ကဲ့ကျွန်တော်ဗီဒီယိုပိုင်းလေးကဒီလောက်ပါခင်ဗျာဒါဆိုရင်တော့ဒီမှဆိုရင်သူကအရောက်မှာပောက်ကွဲပြီးတော့ဒါလွတ်ပိုင်းကိုပြောသွားတဲ့ဗီဒီယိုပိုင်းလေးပဲဖြစ်ပါတယ်အဲသူပြောသွားတဲ့စကလုံးတွေကလည်းအရောက်မှာမှန်ကန်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဆဲနေကြတာဆိုရင်ကျွန်တော်တို့ဘာမှမစီမဆိုင်နဲ့ဒါအမင်းကလေးကိုဆဲနေတယ်အသူဘက်ကဒါလုံးဝကိုမပါဘူးဆိုရင်ဘယ်သူပဲစနိုက်လာကြတော့ဒီမှပြောသလိုပဲတော့ပါစရာအကြောင်းမရှိဘူးအခုကသူ့ကိုယ်တိုင်ကပါတဲ့အတွက်ကြောင့်မို့ဒီလိုဖြစ်စဉ်တွေအများကြီးဖြစ်ခဲ့တဲ့အတွက်အကြောင်းကိုဒါရှင်းပြသွားရဖြစ်ပါတယ်အဲမိတ်ဆွေတို့ရဲ့ Team Insight ကြလေးလည်းကွန်မန့်မှာရှင်းပြပါအောင်ခင်ဗျနောက်ထပ်ဗီဒီယိုဒီမှာကျွန်တော် ော့ပြန်လဲဆုံတွေ့ကြမယ်နော်โอเคကျွန်တော်ဗီဒီယိုပိုင်းတွေဒီလောက်ပါခင်ဗျာကျွန်တော်ဗီဒီယိုပိုင်းတွေကိုနှစ်သက်သဘောကျတယ်ဆိုရင် like and subscribe နဲ့ app ကိုပေါ့ခင်ဗျာနောက်တဲ့ဗီဒီယိုတွေမှာကျွန်တော်ပြန်လဲဆုံတွေ့ကြမယ်နော်